်ဒီပါကြီးကိုမောင်နှမအပေါင်းမင်းသားအပေါင်းညီပြည့်စုံနိုင်ကြပါစေဒီနေ့ဒီဆက်ပြီးမယ်အကြောင်းအရာလေးကတော့ဖရနဆူကိုဝယ်ကောင်းပါသလားဖရပန်ဦးနှလုံးတင်ထားကောင်းပါသလားဖရပန်ဦးကိုမိမြလို့ထားတဲ့ဘာလဲ စသည်အကြောင်းအရာလေးများကုသိုလ်ပြည့်တင်ဆက်ပြီးသွားမှာဖြစ်ပါလေမိမိအိမ်ဖျားစင်း၌ဖျားပုံကိုမိမြပြန်ထားကြည့်ဖြစ်စေမိမိတို့ရီမန်းကိုဝယ်ရဖြစ်သောကောရမဘုရားမြတ်စွာဘုရားတဆုတည်းပင်ဖြစ်ပါလေမိမိစိတ်ကဖျားတဆုနှစုပါသဘောမထားပဲ ပုံတော်အမျိုးသားကိုပြားချနာသည်တူတဲသောဖျားလာဖြစ်ကြောင်းစိတ်ကထားရှိကြည်ညိုရလာလိုအပ်ပါသည်အချို့ပုဂ္ဂိုလ်များမှာဖျားပုံတော်မုဒ္ဒရာလက်တော်ထားပုံအစုံနှင်းဘုံတော်ဆုံးထားရှိကိုယ်ပွေကြသည်ပြုကြပါသည်ဖျားပန်းဟုထားရှိရ၌လေမိမိတို့စိတ်ကြည်ညိုသလော့ လပပြည်စုံစွာထားရှိပူဇော်စဉ်သဖြင့်မိမြထားရှိခြင်းဟုကံတချက်မရှိပါမိမိရဲ့စိတ်မှာစိတ်ထားကြီးညိုရမှာဖြစ်ပါလေဘုန်းကြီးယဟန်များဆုံးကပ်ပြီးတော့ဆုံးကွယ်ခင်ကွယ်စသည်တို့ကိုတိမိကံမိလေထမှန်၍ က်ရပါသလားကက်ပြီးလျင်လက်ဖြစ်ထိကောင်းပါသလားဆုံးဆသည်ဘူတန်ဃာတော်အဆက်ကက်ပြီးတော့တန်ဃာတော်များကပြန်မစော့မချင်းအကက်ကံမပြတ်ပါဆက်ကက်ပြီးတော့မကိုင်းကောင်းမှုအယူရှိနေပြီပါမိမိလက်၌အခြားအာမိသပစ္စည်းလက်၌ပေးကြံနေခြင်းတခုခုရှိလျက်ဖြင့်ထမှန်ကြိုက်မိလေ အကက်ပြက်သောကြောင့်ဖြစ်ပါလေပစ္စည်းမပါသောလဲလက်တွင်မြူဖုံစသည်ပြကြံနေလီထိုလက်ဖြင့်ကြိုင်မိကအကက်ပြက်ပါလေတန်ရှင်စင်ကြသောလက်ဖြင့်ကြိုင်မိလီခင်းွက်စသည်ကိုရွှေ့ပေးလေအကက်ခံမပြက်ပါပုံမူ၍များများဖုံပေး300သောစိတ်ဖြင့်ဆုံးပွဲမှဆုံးဖြင့် ခင်ဗတ်သတိကိုတန်ဃာတော်များဤသုံးပကံထံသို့ကိုယူခတ်ထည့်ပြေးခြင်းသည်အကက်ခံမပြစ်ပါအမိတပစ္စည်းသုဒီမာဤနေရာ၌ပါစေအစာထမင်းခဲဘူဆတ်လက်၌ပြေးကြံကဲ့ညီမိမှုဆိုလို့ဖြစ်ပါလေနောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ်เจ้าหญิงอลิซาโด ှေ့နိုင်ကုသိုလ်ပြည့်တည်ဆက်ပြီးတော့အဘိဓမ္မာခွန်းကျန်းတယ်သက်ဆိုင်တော့အကြောင်းအရာလေးဖြစ်ပါလေမြတ်စွာဘုရားသည်ခွန်းဝါမြောက်တာဝရိနာတွင်ဝါဆူ၍ဝါတွင်သုံးလပလုံအဘိဓမ္မာတရားတော်ကိုဟောတော်မူသည်ဟုဆိုပါလေအဘိဓမ္မာခွန်းကျန်းရှိလားမိတိကျန်းကိုရည်ရဲဘယ်မြဟောတော်မူသော သိလိုပါသည်ဒီနေရာမှာမြတ်စွာဘုရားရှင်အဘိဓမ္မာခုနှစ်ကျမ်းကိုဟောကြားသည်ဆုံးဖို့၄၀ချိုးကပြားလေးရှိပါတယ်သူကပြားလေးကတော့ဓမ္မသင်ဝိဘင်္ဂဘဝရတ္တယတိ၆ရက်ကြာ ျမ်းသာတုတ်ရည်နဲ့ပုဂ္ဂလာခဏရဲ့ဟောမြတ်တလီကထာဝုရှိရဲ့ကြီးဝိတာပယမကကျင်းသောဝိမြပထံမတ္တကိုစေရဲ့ဟောမြတ်ကာလစုပြီးဆောင်ဖို့လေးစီချူလေးရှိပါတယ်ဒီဘေကတော့နမတိဓမ္မသင်္ကနီ ကျန်းတော်မြတ်မှုစနေကြောင်းမြတ်စွာဘုရားရှင်ကိုကြားလို့ပါတယ်။နမနိဝိဘင်္ဂကျန်းကြီးဘုရောစနေရဲ့ကြောင်းမြတ်စွာဘုရားကိုကြားတော်မူရတဲ့နမတုဓာတုကထာကျန်းတော်မြတ်ကြီးဘုရော၆ရက်သားမြတ်မြတ်စွာဘုရားရှင်ကိုကြားတော်မူပါတယ်။နံပါတ်၄ပုဂ္ဂလပညာ ကျမ်းတော်မြတ်ကြီးကိုခုနှစ်ရက်ဟောကြားတော်မူပါတယ်။နံပါတ်၅ကထာဝတ္ထုကျမ်းတော်မြတ်ကြီးကိုဟောရှိရကြအောင်မြတ်စွာဘုရားရှင်ဟောကြားတော်မူပါတယ်။နံပါတ်၆ရမိုက်ကျမ်းတော်ကြီးကိုတော့ရပောင်း၂၀ကျောင်းဟောကြားတော်မူပါတယ်။နံပါတ်၇ပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကို၂၅ရက်တာဟောကြားတော်မူပြီး ရပ်ပေါင်းဦးစေရဟောကြားတော်မူခဲ့ပါလေ။ဒါကြောင့်မို့လို့ဒီဝညူမောင်မအပေါင်းဓမ္မဘုဟုတ္တတူဝါးစီကုသိုလ်ဖြစ်ပြန်ဆက်ပြေးလိုက်ပါလေ။ဒီဝညူမောင်မအပေါင်းဦးစေနဲ့ဖြာကြပါ